အားလုံးပဲမင်္ဂလာပါဗျာဖိုးကော်လီနီးပညာနယ်ပြန်နေကြိုဆိုပါရယ်ဗျာဒီနေ့မှတော့ကျွန်တော်ဖုန်းသလုံးကိုအစ်တစ်တိုင်းဖြစ်အောင်ဆက်ရှင်နေမြောက်ပေးမှဖြစ်ပါတယ်အဲဒီဖုန်းလေးကဘိုင်းရနေတဲ့အရန်ကိုက်နေတဲ့ ဘယ်မှမသိတဲ့ data တွေတဲ့ဝင်ပြီးစက်တရပြည့်နေပုံနော်အဲ့တော့ထဲမှာကြည့်ရတဲ့ validity မှလည်းရှိမနေဘူးအဲဆိုတာကတော့ gain short တိုင်းကြောင်ရလေးခဏခဏတက်လာပြီး save ရှုစရာကောင်းတော့ပါပဲအဲ့တော့ဒီအချိန်လေးကိုကျွန်တော်တို့ကအီလုံးဝပေါ့နော်အစ်တန်းဖြစ်အောင် session တွေမျိုးပေးမှဖြစ်ပါတယ်ဗျအဲ့တော့ပထမဆုံးလှုပ်ထားတဲ့နေရာကတော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာအဲကျွန်တော်တို့ဒီအကောက်အကောက်တဲ့ဝင်ပြီးတော့ Gmail account တွေရှိရင် Gmail account တွေထွက်ပေးတာမှာဖြစ်ပါတယ်ဗျအရင်ရေးကြည့်တယ်နော် Gmail account တွေအရင်ထွက်ထားပေးပါအောက်ထားပေးပါပေါ့နော် okay ပြီးလို့ရှိရင်တော့ကိုယ့်ကိုဖုန်းနံပါတ်တွေချတဲ့ဓာတ်ပုံ data တွေတော့ကူးအပြင်ကူးကူးထုတ်ထားပါပေါ့နော်ကိုယ့်ကိုဇာပြလေး နဲ့ကူထုတ်တာပါ။ Okay အားလုံးကူပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေအဲကျွန်တော်တို့ကျွန်တော်တို့တွေ session ပဲပေါ့နော် session မှာဆိုရင်ဖုန်းကိုအတိတ်တန်းပြောင်းရှင်းမှုအတွက်ကိုယ့်ဖုန်းရဲ့ကျွန်တော်တွေ setting တွေကိုသွားမယ်နော်။ setting တွေကိုသွားမယ်။ setting တွေသွားပြီးတော့ဒီမှာဒီ server မှာရိုက်ရှာလဲဒီ server လေးမှာရိုက်ရှာလို့ရပါတယ်။ reset ဆိုပြီး R E S E T ပေါ့နော်။ ဟုတ်ကဲ့ကျွန်တော် reset ဆိုပြီးချက်တော့ရိုက်ရိုက်ရှာလိုက်မယ်အဲဒါဆိုလို့ရှိရင်မှာဒီမှာ reset operation တွေပေါ်လာပါတယ်ဒီမှာ reset offset တွေလည်းပါတယ်เนาะတခါကျရင် setting တွေမှားနေမိတဲ့အခါမျိုးမှာ setting reset ချလို့ရှိရင်လည်းရရတယ်เนาะသူကဘာမှမပြတ်ဘူး setting တွေပြင်ပေးတာပဲအဲ့တော့ကျွန်တော်တို့ကဒီဖုန်းကလုံးဝကိုအဲ့တော့ကျွန်တော်တို့တအားကိုပပိုင်းတွေကိုက်နေတယ် set ရတယ်အရန်ပြည့်နေတယ်အရန်အရန်ချင်းနေဆိုးတယ်ဆိုရင်เนาะကျွန်တော်တို့အခုလိုမျိုး appreciate မှုလိုပါတယ်အဲ့တော့ဒီမှာ reset operation တွေဝင်လိုက်မယ်ဝင်လိုက်ပြီလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီမှာ reset အာ ear or data ferry reserve ပေါ့နော်အကုန်ပါပါတယ်။ဟုတ်ကဲ့ဒီမှာနော် ear all data ferry reserve ဆိုပါပါတယ်ဒါလေးကိုနှိပ်လိုက်ပါမယ်။ Okay အလုံးနှိပ်ပြီးဆိုလို့ရှိရင်နော်ဒီမှာရှိတဲ့ ear all data လေးကိုနှိပ်လိုက်ပါမယ်။ Okay ခုလိုဘလို့နေရပေါ်လာရေးဒီမှာ ear all data လေးကိုတစ်ချက်လောက်နှိပ်လိုက်ပါမယ်။ဒီမှာလည်းတည်ချိုင်လို့ရှိရင်နော် ear all data လေးကိုနှိပ်လိုက်ပါမယ်နော်။ဒါဒါဆိုလို့ရှိရင်သူကကျွန်တော်တို့စက်တီအလုံးရှင်းပြီးပြီးတော့ဟိုရှင်းပြီးပြီးတော့ပါဝါပိတ်သွားလိုက်ပြီနော်။အဲ့တော့တစ်ချက်လောက်စောက်ပေးပါဗျာ။ အခုလိုမျိုးပါပါပိတ်ပြီးပြတ်တက်ဖို့အခြေအနေမျိုးလေးတချို့ကလည်း1မိနစ်3မိနစ်လောက်ကြာတက်တယ်ဗျာနော်တချို့လောက်ဆောက်ပြပါဗျာအာတချို့ဖုန်းတွေကကျွန်တော်ကျွန်တော်တို့ဆက်ရှင်းနဲ့ကျွန်တော်အတန်လေးပြေးတယ်ဗျအတချို့ကလည်းအတန်လေးပြေးတယ်အတချို့ကလည်းဝိုင်းလေးသွားတယ်ပေါ့နော်အဲ့တော့တလုံးတုံးတော့မတူပါဘူးအဲဒါဆိုရင်တော့ဒီကောင်လေးဆိုအတန်လေးပြေးတယ်နော်အဲအတန်လေးပြေးပြီးပြီးသွားလို့ရှိရင်တော့ဆက်ကတူလို့လို့ပြန်တက်လာမှာဖြစ်ပါတယ်ဗျ ဒါကိုကျွန်တော်စမ်းပြတာတော့ vivo တလုံးပေါ့နော်ဒါပေမဲ့အလုံးအလုံးနီးပါအတူတူပါပဲအဲ့လိုပဲရှင်းနေတာပါပဲဗျ okay ဒါဆိုလို့ရှိရင် session ပြီးပြီရှင်းပြီးတော့တော်တော်ပြန်တက်လာပြီပေါ့နော် okay အပြတ်တက်လာခြင်းနဲ့မျိုးနေပါကျွန်တော်တို့နည်းနည်းဆောက်ပြရတယ်ဗျတချို့လည်း10 minutes ဆောက်တယ်တချို့လည်း9 minutes လောက်ဆောက်ပြရတယ်ဗျနော်အဲ့တော့ခဏလောက်ဆောက်ပြပါဗျခဏလောက်ဆောက်ကြည့်မယ်နော် အဲ့ဒါဆိုကျွန်တော်ဒီကောင်လေးပြန်တက်လာပါပြီအဲ့လိုမျိုးပြန်တက်လာလို့ရှိရင်ဒီမှာဖုန်းလေးကိုတစ်ချက်လောက်ကြည့်လိုက်ပါဟောပြန်တက်လာလာချင်းတချို့ကတရုတ်စာနဲ့တခါကြီးတန်းပေါ်တယ်ဒါဆိုရင်ကျွန်တော် channel လုံးလုံးပြောလို့ရဆိုဒီကောင်လေးရဲ့ thai စာနဲ့တန်းပေါ်တယ်ဗျာကျွန်တော် thai fan way တို့ thai region တို့အဲ့လိုမျိုးလေးရေးရေးထားတာပြုတ်ပုံများတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့တွေအဲသူ့ရဲ့ language လေးပြန်ပြောင်းမယ်နော်အဲ့တော့ကျွန်တော်တို့တွေ in or ကျွန်တော်တို့ english လေးပဲပြောလိုက်မယ်နော် โอเคကျွန်တော်အင်္ဂလိပ်ပြောလိုက်မယ်အာ loss ဒီနာပဲပြောလိုက်မယ်ဗျာเนาะပြီးတော့ start သွား start ဆက်သွားလိုက်မယ်เนาะ โอเคအဲဒီမှာတော့သူ thyroid gene နဲ့ရေးထားလာဒါပေမဲ့ thyroid လုံးလမ်းမသိဘူးเนาะ โอเคအဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမြန်မာလေးတစ်ချက်ပြန်ပြောင်းလိုက်မယ်เนาะဘာမြန်မာပါပေါ့เนาะ โอเค agree ပေးလိုက်မယ်โอเคဒီကောင်လေးလဲကြော်ကြော်လိုက်မယ်เนาะ wifi ဆို wifi ချိတ်ခိုင်းနေတယ်ကျွန်တော် wifi နောက်မှချိတ်တော့မယ်เนาะ next သွားမယ် ကေမိုအဆက်အဒီကောင်လေးစကစ်ကျော်လိုက်မယ်နော်ပြီးမှလော့လေးထည့်မယ် next သွားမယ်ဒါလည်းစကစ်ပဲကျော်လိုက်မယ်နော်အဟမ်း okay ဒါလည်းစကစ်ပဲကျော်လိုက်မယ်ဗျာသူဒီကဲဒါလေးထည့်မယ်လားလို့သူမေးတာပါစကစ်ကျော်လိုက်မယ်နော် okay ဒီမှာ use now ပြလိုက်မယ်ဒါဆိုလို့ရှိရင်တော့ပြီးတော့ပါပြီဗျာ okay ဒါဆိုရင်ဖုန်းတစ်လုံးကိုအစ်တတိုင်းပြန်ဖြစ်သွားပါပြီဗျာပြီးသွားလို့ရှိရင်တော့ကိုယ့်ကိုကြီမီကောက်တွေထည့်ပြီးတော့ loaded software တွေတောင်းရုံပါပဲဗျာ โอเคဒါဆိုမိတ်ဆွေအားလုံးပဲရှင်းတတ်ပြီလို့ထင်ပါတယ်ဗျအဆင်ပြေတာလေးတစ်ခုရှိခဲ့လဲခုမှမမေးခဲ့လို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ Lion Square နေပြီအားပေးကြပါအောင်တောင်းဆိုပါတယ်ဗျအဲ့တော့နောက်ဗီဒီယိုမှာဆက်လက်တွေ့ပါအောင်ပါဗျာ